ားလုံးပဲမင်္ဂလာပါရှင် Head to Swine Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမကကျမတို့ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေပဲဖြစ်စေတဲ့ကြောက်ဟုတ်ပေါ့နော်နေ့စဉ်ပမာဏအများကြီးလွန်လွန်ကဲကဲစားသုံးနေမိပြီလားဆိုတဲ့အကြောင်းဟုတ်ပေါ့နော်ကျမတို့ခန္ဓာကိုယ်က တုံးပြန်ပြသနေတဲ့လက္ခဏာ၁၀ခုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလက္ခဏာတွေကိုကြည့်ခြင်းအပြင်ကျမတို့ကတကြားအစားများနေပြီလားအဲဆိုရင်ဒီတကြားကိုကန့်တက်ပြစ်လိုက်ဖို့လိုပြီလားတကြားဖြည့်ရမလားတကြားဖြတ်ဖို့လိုပြီလားဆိုတဲ့အခြေအနေတွေကိုပေါ့နော်ဒီလက္ခဏာတွေကိုကြည့်ပြီးသိနိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးမပြောခင်မှာပေါ့နော်ကျမကရှေ့ပြေးအနေနဲ့ပေါ့နော် တကြားဆိုတာဘာလဲကျမတို့စားသုံးနေတဲ့အစားအစာတွေမှာဘလို့အစားအစာတွေမှာပေါ့နော်တကြားပါဝင်တတ်လေလို့ရှိရင်ကျမတို့ကနေ့စဉ်တကြားကိုဘလောက်ပမာဏအထိပဲစားသုံးတင်လဲဆိုတာရယ်တကြားကကျမတို့ခန္ဓာကိုယ်အတွက်ဘလို့ယောဂါတွေကိုဖြစ်စေလဲဆိုတာကိုအရင်ဆုံးပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တကြားဆိုတာဘာလဲပေါ့တကြားဆိုတာကတော့ကျမတို့နေ့စဉ်စားသုံးနေတဲ့ဒီထမင်းတို့ဘာလို့လို့ဂစီတက်ပဲသူကအချိုအရသာရှိတဲ့ဂစီတက်ပေါ့ နောက်တစ်ခုကကျမတို့စားသုံးနေတဲ့အစားအစာတွေမှာတကြားပါဝင်တဲ့အစားအစာတွေပေါ့ကျမတို့တတိမူမိလိုက်ဖ ೇನೆ ပါဝင်နေတဲ့တကြားတွေရှိပါတယ်အဲ့တော့တကြားပါဝင်တဲ့အစားအစာတွေပေါ့ဘယ်လိုအစားအစာတွေလဲဆိုရင်နှစ်ခုခွဲထားတယ်ပေါ့နော်ပထမအဆုံးကကြတော့ကျမတို့ဒီတကြားကပုံမှန်အတိုင်းပေါ့နော်တဘာဝအတိုင်းပါဝင်နေတဲ့အစားအစာတွေရှိတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အတင်းပြုတ်ပြန်ထားတဲ့အစားအစာတွေတကြားထည့်ပြီးမှပြုတ်လုပ်ထားတဲ့အစားအစာတွေတကြားထည့်ပြီးမှစားတဲ့အစားအစာတွေရှိမယ် ဲ့တော့ပထမတစ်မျိုးကကြတော့တရားပုံမှန်အတိုင်းတဘာဝအတိုင်းပါဝင်နေတဲ့အစားစာတွေကဘာတွေလဲဆိုရင်ဒီကျမတို့စားနေတဲ့အတီးအရွက်တွေပြီးတော့အတီးအနှံတစ်သီးဝက်လံတွေပြီးတော့နွားနို့တွေပေါ့နော်။ဟောနွားနို့ကဆိုရင်တော့ကျမတို့ကပုံမှန်အတိုင်းအစိမ့်အရသာလို့ထင်ရပေမဲ့နွားနို့မှာဆူခရိုဆိုတဲ့တဘာဝတရားဓာတ်ကပါပါတယ်။အဲ့အတွက်နွားနို့ကသူ့ဘာသူအစိမ့်တောက်လဲပဲသူကအချိုဓာတ်ကရနေမှာဖြစ်ပါတယ်။ ဒါကတော့တဘာဝတိုင်းတွေ့ရတဲ့အစားအစာတွေပါပြီးတော့ကျမတို့တတိမထားမိတာကဘာလဲဆိုပြားရည်ပေါ့ပြားရည်ဆိုရင်ဒါတရားမဟုတ်ဘူးလို့ထင်ပြီးတော့တရားအစာထူးလုံးကြပြီမဲ့တကယ်တကယ်တော့ပြားရည်ကလည်းတရားတက်နဲ့ဆင်တူပါတယ်အဲ့တည်းပြားရည်အနွန်ကြွန်စားတာကိုလည်းကျမတို့ကအော်တတိထားမယ်ပေါ့နော်နောက်တစ်ခုကကြတော့တကြားကိုပုံမှန်တဘာဝအတိုင်းတွေ့ရတာမဟုတ်ဖ ೇನೆ တကြားထည့်ထားတဲ့အစားအစာတွေပေါ့အဲ့တော့ကျမတို့နေ့စဉ်စားသုံးနေမိတဲ့အစားအစာတွေတကြားပါဝင်မှုများတဲ့အစားအစာတွေကဘာတွေဖြစ်မလဲဆိုရင် ဒီ ice cream တို့ပြီးတော့ cookie တွေ donut တွေပြီးတော့ချိုချင်းကိတ်မုတ်ပေါင်မုတ်ပြီးတော့အတင်စားမုတ်ထုတ်တင်မှာဆိုရင်လည်းကြားရီပါတယ်ပြီးတော့ကျမတို့တောက်နေတဲ့အချိုရည်တွေ soda coffee mix ချော်ရည်ပြီးတော့နို့တို့ပဲနို့တို့ပေါ့နော်နို့တို့ပဲနို့တို့ဆိုမှတော့ကြားထည့်ထားတဲ့နို့တွေပဲနို့တွေပေါ့နော်ဒါရီဆိုရင်လည်းတကြားပါဝင်မှုများတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ပြီးတော့အဲ့ထဲမှာမှဒီတကြားထဲတော့ထည့်ထားတဲ့တတိမထားမိတဲ့အစားအစာပေါ့နော်။အဲ့ဒါတော့ sauce တွေပါ။ကျမတို့နေ့စဉ်စားနေတဲ့ဒီ chili sauce တွေပြီးတော့ငရုတ်ကျက်သုံး sauce တွေပြီးတော့ပဲငံပြားရီခရုစီပြီးတော့ barbecue sauce တွေ ਆ ဆိုလို့ရှင်လည်းတရားထည့်ပြီးတော့ဖြောဆက်ထားတာဖြစ်ပါတယ်အဲ့တော့ငါတို့ကအချိုပါတဲ့မုတ်နေမစားဘူးဒါပေမဲ့ငါတို့ကနွားနို့အစိမ့်လေးပဲတောက်တာသမင်းနဲ့ဟင်းသီးဟိရုတ်တွေပဲစားတာဒါပေမဲ့ sauce တွေကတော့ပါနေတာပဲအဲ့တော့အဲ့ sauce တွေမှာကျမတို့ဓာတိမထားမိတဲ့ hidden sugar တွေရှိနေတတ်ပါတယ်ဒါကတော့ကျမတို့နေ့စဉ်စားသုံးမိနေတဲ့အစားအစာတွေမှာတခြားပါဝင်တဲ့အစားအစာတွေဖြစ်ပါတယ် ဲ့တော့ကျမတို့စားတဲ့အစားအစာတွေကိုတကြားပမာဏဘလောက်ပါဝင်တဲ့အစားအစာလဲဆိုတော့သိရှိဖို့လိုတယ်သူရဲ့ဒီမုတ်ထုတ်တော့၎င်းမုတ်ဘူးခွန်တော့၎င်းပေါ့နော်အဲ့မှာရေးထားတဲ့တကြားပမာဏကိုကျမတို့ကဖတ်ရှုဖို့လိုတယ်တေချာလေ့လာဖို့လိုတယ်ပေါ့အဲ့မှာမှမြန်မာမုတ်ဆိုရင်တော့ဒါကတကြားဆိုပြီးတော့သူကရေးပေမဲ့ပေါ့နော်ဒီ English လိုရေးထားတဲ့ level တက်ထားတဲ့ဒီအစားအစာတွေမှာဆိုလို့ရှိရင်ဒီ sugar ကို sugar လို့လည်းရေးတယ်လို့ကျန်တဲ့အသုံးနှုန်းတွေလည်းလေသူက ဖော်ပြထားတတ်ပါတယ်အဲ့တော့တခြားလို့ကျမတို့ကသိရှိနိုင်မှုအတွက်အဲ့ဒီဘူးကိုနေမှာဘလူးလေဗယ်ကြီးပြထားတယ်လေပေါ့အထမအဆုံးတခြားကိုသူတို့ကဂလူးကို့စ်လို့လည်းသုံးနှုန်းတတ်ပါတယ်ဂလူးကို့စ်ပေါ့ပြီးတော့ဒက်စတိုးဆိုရက်အတုံးနှုန်းပိုင်လည်းဒါတခြားဆိုတာကိုသိရမယ်ပြီးတော့ဒီဖရက်တိုးစ်ပေါ့ဖရက်တိုးစ်ပြီးတော့ HFCS လို့ခေါ်တဲ့ high fructose corn syrup ပေါ့ဒီပြောင်းမှုကရတဲ့ဖရက်တိုးစ်တခြားပေါ့အဲ့ဒါကလည်းတကယ်တော့တခြားထက်တောင်ပိုပြီးအနေများပါတယ် ပြီးတော့ဒီ lettuce ပေါ့ lettuce ဆိုတော့နှုတ်ဘူးတွေမှာပါတတ်တယ်ဒီနှုတ်မှာပါဝင်တဲ့တခြားဥသွား lettuce တခြားဖြစ်တဲ့အတွက်အဲ့လိုဖော်ပြရတယ်ပေါ့ပြီးတော့ mottos ပေါ့ mottos ဆိုတော့ mommit တွေ overdim mommit လို့မျိုးအဲ့လို mommit တွေမှာပါတယ်တခြားတွေပါအဲ့လို mottos ဆိုရယ်ဒီအတုံးနှုတ်နဲ့လည်းဖော်ပြရတယ်ဆက်လုံးနဲ့လည်းဖော်ပြရတယ်ပေါ့နော်အဲ့တော့ကျမတို့စားသုံးတဲ့အစားအစာမှာ sugar သို့မဟုတ်တကြားလို့မရေးထားရုံနဲ့ဒါတကြားမပါတော့ဘူးလို့ကျမတို့ကယူဆလို့မရဘူးဒီအတုံးနှုတ်တွေပေါ့ glucose dextrose fructose HSCS Motos Letto စသဖြင့်ဒီအသုံးအနှုန်းတွေကိုရှာဖွေပြီးတော့တေချာလေးဖတ်ကြည့်ဖို့လိုပါတယ်။ဘလောက်ပမာဏထည့်သွင်းထားလဲဆိုတော့ကျွန်မတို့ကသိရှိဖို့လိုတယ်ပေါ့နော်။ဟုတ်ပြီကျမတို့ခန္ဓာကိုယ်အတွက်အညာရှိတဲ့တကြားကိုဘလောက်ပမာဏပဲစားသုံးတဲ့လဲဆိုရယ်ကန့်သက်ချက်တွေရှိပါတယ်အဲ့လိုကန့်သက်ချက်တွေကိုကျမတို့ကလိုက်နာဖို့အတွက်ဆိုရင်တကြားပမာဏကိုဘလို့အတိုင်းအတာတွေ unit တွေနဲ့တက်ဆက်လဲဆိုတာကိုကျမတို့ကပုံမှန်သိရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ ျမတို့တကြားကိုတိုင်းတာရဲ့နေရာမှာပေါ့နော်ပုံမှန်တော့ကျမတို့ရဲ့အနီးနားရှိတဲ့ပစ္စည်းနဲ့တိုင်းတာရရင်တော့ဒီ city zone ပေါ့ကျမတို့ထမင်းစားတဲ့ city zone အကြီးထက်ပိုသေးရဲ့ zone ကိုသူတို့ကဒီလက်ဖက်ရည် zone လက်ဖက်စား zone လို့သုံးလုံးနဲ့ tips phone ပေါ့နော်အဲ့ဒီ zone အသေးလေးနဲ့ဒဇွန်ကတကြား4ဂရမ်ပါပါတယ်အတိအကျဆိုရင်တော့4.2 gram ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်စတီးစုံတစုံလက်ဖက်စားစုံတစုံကတကြား4 gram ပါပါတယ်အဲ့တော့ ဒီကျမတို့စားသုံးတဲ့အချိန်မှာဒီ citizen နဲ့ချိန်တွက်ပြီးတော့အော်ဒီမှတ်ကြည့်မယ်ပေါ့နော်အဲ့တော့ WHO ကသတ်မှတ်ထားတဲ့အော်ပုံမှန်လူတစ်ယောက်စားသုံးတဲ့တကြားပမာဏကအဲ့လက်ဖက်စားဆုံးလက်ဖက်ရည်ဆုံးလေးတစ်နေ့ကို72ဆုံးမဲ့စားတတ်ပါတယ်72ဆုံးဆိုလို့ရှင်တော့ဒီဘက်က gram နည်းနဲ့ပြောမယ်ဆိုရင်တော့ 48g ပေါ့နော် 48g မဲ့စားသုံးတဲ့ခလေးတွေပေါ့ခလေးတွေမှာဆိုလို့ရှင်တော့ဒီ အဲ့လက်ဖက်ရည်စွန်လက်ဖက်စားစွန်လေး6စွန်းတာတနည်းကိုအများဆုံးစားသုံးတဲ့မှာဖြစ်ပါတယ်အဲ့တော့6စွန်းဆိုရတဲ့ gram အနည်းနဲ့ပြောမယ်ဆိုရင်တော့ 24g ပေါ့အဲ့တော့ကိုနေ့နေ့စဉ်စားသုံးနေတဲ့ဒီမုတ်ထုပ်တွေမှာတရားပမာဏတွေကိုပြန်ပြီးပေါင်းကြည့်တဲ့အချိန်မှာခလေးတယောက်ဆိုရင်တော့တနည်းကုန်ကို 24g မကျော်သင့်ဘူးပေါ့လက်ဖက်စားစွန်6စွန်းမကျော်သင့်ဘူးလို့အာကျွန်မတို့ကသတ်မှတ်ပါတယ်ပေါ့နော်အော်ဒါဒီ WHO ကသတ်မှတ်ထားတာဖြစ်ပြီးတော့ကိုယ့်ရဲ့ကျန်းမာရေးနဲ့ဒါတကယ်ညီညွတ်ခြင်းနဲ့ဆိုရင် အာအမျိုးသားဆိုရင်တနေ့ကိုလက်ဖက်ရည်စွန်းလက်ဖက်စားစွန်းကိုးစွန်းထပ်ပို့ပြီးတော့မစားသုံးသင့်ပါဘူး gram အချင်းပြောမယ်ဆိုရင်တော့36 gram ပေါ့36 gram ထပ်ပို့ပြီးတော့မစားသုံးသင့်ဘူးအမျိုးသမီးဆိုရင်တော့တနေ့ကိုလက်ဖက်ရည်စွန်းလက်ဖက်စားစွန်း6စွန်း gram အနေနဲ့ပြောမယ်ဆိုရင်24 gram ထပ်ပို့ပြီးတော့မစားသုံးသင့်ပါဘူးအဲ့တော့ WHO ကသတ်မှတ်ထား72ဆွန်းဆိုပေမဲ့ကျမတို့ကနေ့စဉ်ဟို6ဆွန်းကနေ8ဆွန်းအထိပဲစားတဲ့နယ်ပေါ့ ဲ့ဒါအောင်မှာနေ့စဉ်6ဆုံးကနေ8ဆုံးအထိအာစားတဲ့နယ်ဆိုပေမဲ့6ဆုံးအောက်ကိုစားနိုင်လေလေကျမတို့ကျမတွေအတွက်ကောင်းကျိုးတွေပို့ပို့ပြီးရရှိစေလေလေဖြစ်စေတဲ့ယောဂတွေကိုပို့ပြီးတော့ကြစီလေလေဖြစ်ပါတယ်အဲ့တော့ကျမတို့ကပေါ့နော်ကျမကြီးကောင်းမှုအတွက်ဆိုလို့ရှိရင်တနည်းကိုတကြားတစ်ဖက်စားဆုံး6ဆုံးထပ်ပို့ပြီးတော့မစားသုံးသင့်ပါဘူးပြီးတော့ဒီကျမတို့စားသုံးနေတယ်ပေါ့နော်ဥပမာ sorry ကျမတို့တောက်သုံးနေတယ်ပေါ့ဥပမာကိုလာအချူရီတွေတို့ကျွဲရိုင်းအချူရီတို့ဆိုရင်အဲ့ဒီတဘူးတဘူး နဲ့ကိုသူကတခြား6ဆုံးလောက်ပါတယ်တခြား6ဆုံးဆိုတော့36 gram ပေါ့နော်36 gram လောက်ပါတယ်တနည်းတာပမာဏထက်တောင်ပို့ပြီးတော့ညားနေတာပေါ့အိတ်တပူတဲ့နဲ့အဲ့ဆိုရင်တော့ကျန်တဲ့တခြားပမာဏကြီးစားမိတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျမတို့ကပို့ပြီးတော့စိုးနိုင်တာပေါ့နော်တခြားကြီးပို့ပြီးအများကြီးများသွားတတ်တာပေါ့ အဲ့တော့ကျမတို့ရဲ့ခန္ဓာကိုယ်ကနေတရားပမာဏအများကြီးစားသုံးမိပြီဆိုရင်ယောဂါကြီးဖြစ်လာနိုင်တယ်။အဲ့တော့တရားပမာဏအများကြီးစားသုံးမိရင်တရားကြောင့်ဖြစ်တဲ့ယောဂါကြီးပေါ့နော်။ဘာတွေရှိမလဲဆိုလို့ရှိရင်ပထမအဆုံးကအဝါလွန်တဲ့ယောဂါကြီးဖြစ်လာမယ်။ပြီးရင်နှလုံးသွေးကြောတွေမှာနှလုံးသွေးကြောကျင်းတဲ့ယောဂါကြီးဖြစ်လာမယ်။အဝါလွန်ပြီးအစီစုပြီးနှလုံးသွေးကြောကျင်းလာတာပေါ့နော်။ပြီးတော့စီးကျူယောဂါပြီးတော့အသေးအစီဖုံးတဲ့ယောဂါ နှံ့ညံရော့နေလာတဲ့ယောဂါတွေဖြစ်နိုင်တဲ့အပြင်လူကြီးတွေမှာပိုပြီးတကြားစားသုံးမှုများတဲ့လူတွေကအဲဆိုင်မယောဂါတွေပိုပြီးရောဖြစ်နိုင်ပါတယ်ပြီးတော့တကြားခန္ဓာကိုယ်ရဲ့ cell တွေ tissue တွေကိုရောင်ရမ်းမှုတွေပို့ပြီးတော့ဆိုးစေတယ်ရောင်ရမ်းမှုတွေဖြစ်စေတဲ့အတွက်ကြောင့်မလို့ကန်ဆာကိုပိုဆိုးစေနိုင်တယ်လို့ယူဆကြပါတယ် ပြီးတော့ဒီအဝလွန်တဲ့ယောဂပေါ့တခြားကြောင်ဖြစ်တဲ့အဝလွန်ခြင်းအားဆိုရင်အဝလွန်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ခန္ဓာကိုယ်မှာကင်ဆာယောဂါတွေအများစုဖြစ်နိုင်တယ်။အဲ့အတွက်ကြောင့်မလို့ဒီတခြားကလည်းကင်ဆာယောဂါဖြစ်ပွားမှုကိုအာအပြီးတယ်လို့သတ်မှတ်ကြရတယ်ပေါ့နော်။အဲ့အတွက်တခြားသာဆားမယ်ဆိုရင်ဒီယောဂါတွေဖြစ်နိုင်တယ်ပေါ့။ဟုတ်ပြီ။အဲ့ဒါဆိုရင်ကျမတို့ခန္ဓာကိုယ်အတွက်အကျိုးမရှိတဲ့တကြားကိုကျမတို့ကဘလောက်ပမာဏများများစားသုံးမိလီပြီလဲဆိုတာကိုကျမတို့ခန္ဓာကိုယ်ကနေတတိပေး sign တွေပေါ့နော်လက္ခဏာတွေရှိတယ်အဲ့ဒီလက္ခဏာဆဲချက်အကြောင်းကိုကျွန်မအခုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့တကြားအများကြီးရှားသုံးမိပြီဆိုရင်ပထမဆုံးလက္ခဏာကကိုယ်အလေးချိန်တိုးလာတာပါတကြားကအဝါလွန်ချိန်ကိုဖြစ်စေတယ်ဝါချိန်ကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ခန္ဓာကိုယ်မှာတဖြည်းဖြည်းဝိတ်တက်လာတာကိုခံစားရမှာပါနောက်ထပ်ဒုတိယလက္ခဏာကကြတော့ခန္ဓာကိုယ်မှာပေါ့နော်မျက်နာမှာအထူးသဖြင့်ဝက်ချန်တွေပေါက်လာတာပါတကြားကအစီပေါက်တွေကိုပိတ်စီပြီးတော့မကောင်းတဲ့ပိုးမွှားတွေကိုပွားစေနိုင်တဲ့ စွမ်းတက်တည်ရှိတယ်အဲ့တကြောင်မလို့ကျမတို့ကအစီပေါက်တွေပိတ်ပြီးတော့အဲ့မှာပိုးမွှားတွေစုပြီးတော့ဝက်ချံ break out ဖြစ်တာမျိုးပေါ့နော်ဖြစ်လာနိုင်ပါတယ်တခြားဆမြရင်ဝက်ချံအများကြီးပေါက်ပါတယ်ဝက်ချံပေါက်တဲ့လူတွေတခြားလျှော့ပါနောက်ထပ်နံပါတ်3လက္ခဏာကြတော့ရားရံတာပါ။တကြားကမကောင်းတဲ့ vetiver တွေပိုးမွားတွေကိုပွားစီရတဲ့အတွက်ကြောင့်မလို့ကျွန်မတို့ရဲ့ခန္ဓာကိုယ်ရားရံမှုတွေကိုသူကပိုဆိုးစေပါတယ်ပေါ့နော်။နောက်ထပ်နံပါတ်4လက္ခဏာကြတော့သွားပိုးစားတာပါ။အဲ့ဒါကလည်းတကြားကဒီဗဇက်ထဲမှာပေါ့နော်မကောင်းတဲ့ ဒီပိုးမွားတွေကိုပောက်ခွာစီရဲ့အတွက်ကြောင့်မလို့သွားပိုးစားခြင်းကိုသူကအားပေးပါတယ်။နောက်ထပ်နံပါတ်5လက္ခဏာကကြတော့တကြားကိုပို့ပို့ပြီးတောင်းတပြီးတော့ပို့ပို့ပြီးတော့စားကျင်လာတာပြီးရင်တကြားမဆရရင် စိတ်ကြောက်ကြက်တွေဖြစ်လာတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒါဘာကြောင့်လဲဆိုရင်တကြားကကျမတို့ရဲ့ခန္ဓာကိုယ်မှာပေါ့နော်ဒီအုံနောက်မှာဒိုပါမင်းဆိုတဲ့ပျော်ရွှင်မှုဟော်မုန်းကိုသူကပို့ပြီးထွက်စေတယ်။အဲ့တွဲတကြားစားလို့ရှိရင်စိတ်တက်တက်ကြွလာတာအာရုံတွေပြည့်လာတယ်လို့ခံစားရတာပျော်လာတာပေါ့။အဲ့တော့ဒီ စိုးကျိုးတန်တရားလဲနေတာဘာလဲဆိုတော့အဲ့ဒိုဘာမြင်းများများထွက်လေလေအော်တကြားကိုပို့ပြီးတော့စားကျင်လေလေအချိုတွေကိုပို့ပြီးတောင်းတလေလေဖြစ်လာပါတယ်အဲ့တော့စန့်ကျင်ဘက်အနေနဲ့တကြားမစားရရင်စိတ်တက်ကြသလိုဖြစ်လာတာငေးမှိုင်လာတာစိတ်အတက်ကြရင်ညားလာရဲဆိုရက်ဆွတ်မှုဆွင့်ကြီးပေါ့နော်အဲ့ဒါလေးဖြစ်လာနိုင်ပါတယ်အဲ့တွဲတကြားကိုပို့ပို့ပြီးတော့စားကျင်လာတာအချိုတွေပဲတောင်းတလာတာအချိုမစားရလို့ရှိရင်မပြောတာအချိုစားရင်စိတ်တက်ကပို့ပြီးတက်ကြွလာတာအဲ့တွဲစိတ်ခရောက်ခရက်တွေစိတ်အတက်ကြရင်ညားလာတတ်ပါတယ်ဒါကတော့နံပါတ်5လက္ခဏာဖြစ်ပါတယ် နံပါတ်6လက္ခဏာကကြတော့ကိုယ်ခံအားနည်းလာတာပါကိုကနဲ့လာတဲ့အတွက်မကြခဏဖျားမယ်ချူကြရဲလို့ခံစားရတတ်တယ်။အဲ့ဒါဘာလို့ဆိုရင်တကြာကကျမတို့ဥလန်းကြောင့်အကျိုးပြုဗီဒီယိုတွေကိုနှဲစေတယ်။ဥလန်းကြောင့်မှာမကောင်းတဲ့ဗီဒီယိုတွေပို့ပြီးတော့ပွားစေတယ်။အဲ့ဗီဒီယိုတွေကထွက်တဲ့အစိတ်အတောက်တွေကြောင့်မလို့ဒီကျမတို့ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကိုကမောက်ကမဖြစ်စီပါတယ်။အဲ့အတွက်တကြာများများစားတဲ့လူတွေအချို့များများစားတဲ့လူတွေကအမြဲတမ်းချူကြနေတတ်တယ်။ခဏခဏဖျားနေတတ်ပါတယ်။နံပါတ်9လက္ခဏာကကြတော့ အိုမင်းရင်ရောလွဲလာတာပါ။တကြားစားသုံးမှုများတဲ့လူတွေကပိုပြီးတော့ပရည်တွေတွန့်လာတတ်တဲ့အိုမင်းတဲ့လက္ခဏာတွေကိုဆော့ဆော့ခံစားရတတ်တယ်။အဲ့ဒါဘာကြောင့်လဲဆိုရင်တကြားကကျမတို့ရဲ့ဒီခန္ဓာကိုယ်အရည်ပြားတွေပေါ့နော်တောင်တင်းဖို့အတွက်နုပြိုဖို့အတွက်လိုအပ်တဲ့ collagen ဓာတ်တွေပေါ့အဲ့ collagen ဓာတ်တွေကိုပျက်စီးစေလို့ဖြစ်တဲ့ collagen ဖွဲ့စည်းမှုကြောင်းလဲစေလို့ဖြစ်ပါတယ်။ နောက်ထပ်ကြအစားများတဲ့နံပါတ်၈လက္ခဏာကြတော့ကျွန်မတို့ကပင်မနှွမ်းနဲ့လွေလာတာပါပင်မနှွမ်းနဲ့လွေလာတဲ့ဘာမှမလုပ်ချင်မကင်ရင်ဖြစ်လာတတ်တယ်အဲ့တော့တကြားကထမင်းလိုပဲခဏတာလေးပဲ energy ကိုအမြင့်ဆုံးရတာတကြားစားပြီးပြီးချင်းမှ energy ကအမြင့်ဆုံးရတယ်ခဏနေဟုတ်ခနဲ့ပြန်ပြီးတော့ပြုတ်ကျသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့တကြားကစားတော့မဲစိတ်တက်တက်ကြွနေပြီမြဲခဏနေပို့ပြီးတော့ပင်မနှွမ်းနဲ့တယ်လို့ခံစားလာတတ်တယ်အဲ့ဒီအတွက် ကျမတို့ကတကြားအစားများတဲ့လူတွေကမကြခဏပင်မန်းနေတယ်လို့ခံစားရတတ်ပါတယ်။အဲ့ဒီလူတွေကတကြားဖြတ်ကြည့်လိုက်လို့ရှိရင်ကိုယ့်ရဲ့စွမ်းအင်အလိုလျောက်တက်လာတဲ့အာ energy တွေပို့ပြီးတော့ကောင်းလာတယ်လို့ခံစားရမှာဖြစ်တယ်။အဲ့ဒါလေးကိုတော့မမေ့ပါနဲ့။ နမကိုတရားအစားများရဲ့လက္ခဏာကြတော့ကျမတို့ရဲ့အစာချေလမ်းကြောင်းနဲ့ပတ်သက်တဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်အဲ့ဒါပါလဲဆိုတော့တရားအစားများလို့ရှိရင်လေပွားတာလေအောင်တာအစာမကြည့်သလိုခံစားရတာတချို့လူတွေမှာဆိုရင်အရန်ဝင်ချုပ်တာရှားတောင်ရှားပါအနေနဲ့ဆိုရင်တော့ခဏခဏဝင်သွားတာတွေဖြစ်တတ်ပါတယ်အဲ့တော့ဝင်သွားတဲ့လူတွေမှာဆိုရင်အချို့ရည်တွေတရားကြီးဆိုင်ပုံပြီးဝင်သွားတတ်တယ်အဲ့တော့တရားဆိုလို့ရှိရင်လည်းကျမတို့ရဲ့ဦးလမ်းကြောင်းလက္ခဏာတွေဖြစ်ပွားစေမှာဖြစ်ပါတယ်နောက်ဆုံးလက္ခဏာအနေနဲ့ပေါ့ဒီတရားအစားများလို့ရှိရင် ုံနောက်ကလေဘာမှမမှတ်နိုင်တော့ပဲနဲ့အုံနောက်ထမှာဟုံနေတယ်ထုံနေတယ်လို့ခံစားရတာမျိုးအာဖြစ်တတ်တယ်အဲ့ဒါဆိုရင် တကြားဆိုလို့ရှိရင်ဒီကျမတို့ရဲ့အာယုံဆူးဆိုင်မှုတွေကိုကြာဆင်းစေတယ်အာယုံမဆူးဆိုင်နိုင်တော့ဘူးအာပြလို့ရှိရင်ဘာတွေလောဘလောကမှမသိထွေပြားနေရပါတော့အဲ့လိုမျိုးအာယုံထွေပြားနေရဖြစ်တတ်တယ်တက်တက်ကြွကြွလည်းမရှိတော့ဘူးမှတ်ညံလည်းယောနေလာတတ်တယ်အဲ့တွေခလေးတွေမှာဆိုရင်တကြားအရန်စားသုံးမှုများတဲ့ခလေးတွေက အာညာရီရော့နေတတ်တယ်အမှတ်ညာရော့နေတတ်တယ်စိတ်ကြောက်ရက်တွေများတတ်တယ်စာတင်ချိန်မှာအာယုံမဆူဆိုင်နိုင်ဘူးစတဲ့လက္ခဏာကြီးပြတတ်တယ်အဲ့တော့ကလေးတွေမှာဆိုရင်တကြားအန်နီဆိုတာအဲ့ဒါကြောင့်ပါတကြားကျမတို့ရဲ့အုံနောက်မှာဆိုလို့ရှိရင်မှတ်ညာစွမ်းအားကိုညော်နေစေနိုင်တယ်ပြီးတော့အုံနောက်ကြီးကထုံနေသလိုဟုန်နေသလိုစိတ်ပါဝင်စားမှုမရှိသလိုဖြစ်တတ်တယ်တချို့လူတွေမှာဆိုလို့ရှိရင်ခေါင်းကိုက်တာပေါ့နော်ခေါင်းမကြာခဏကိုက်တဲ့လက္ခဏာတွေကိုခံစားရတတ်ပါတယ်ဒါကတော့ကျမတို့ရဲ့ခန္ဓာကိုယ်မှာ တကြားတွေများနေပြီကျမတို့ကနေ့တိုင်းတကြားအများကြီးကိုစားမိနေပြီအာကျမတို့ခန္ဓာကိုယ်ကဒီတကြားကိုမူတည်ပြီးတော့အာဖြစ်ပြက်ပြောင်းလဲနေတဲ့လက္ခဏာတွေပေါ့တတိထားတဲ့လက္ခဏာတွေကိုဒါကကျမပြောပြပေးတာဖြစ်ပါတယ်ဒီလက္ခဏာတွေကိုတတိထားမိခြင်းအပြင် ကျမတို့ကတကြားကိုတနေ့တာစားသုံးသင့်တဲ့ပမာဏအထိပဲကန့်တက်လိုက်မယ်ဖြတ်နိုင်ရင်တော့ဖြတ်ပေါ့မဖြတ်နိုင်ရင်တော့ကန့်တက်လိုက်မယ်ဆိုရင်တော့အရှိရပြောခဲ့တဲ့ယောဂာတွေပေါ့နော်နှလုံးသွေးကြောချင်းယောဂာတွေအသည်အစီဖုံးတဲ့ယောဂာတွေပြီးရင်အဝါလွန်တဲ့ယောဂာတွေစီးကျူယောဂာတွေအမှတ်ညာအားနည်းတဲ့ယောဂာတွေတချို့သောကန်ဆာတွေကိုပိုဆိုးစေနိုင်တဲ့အဖြစ်တွေအဲ့ဒါတွေကိုလုံးဝ short ချနိုင်မှာဖြစ်ပါတယ် အဲ့တည်းအာကျမတို့နေတိုင်းတကြားကို တတိထားပြီးစသုံးမှကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဒီလက္ခဏာတွေပေါ်လာပြီးဆိုရင်တကြားကိုဖျက်ရမယ်ဆိုတဲ့ဒီအတိလေးကိုရဖို့ကျမဒီဗီဒီယိုလေးကိုတင်ဆက်ပေးရဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေအကျိုးရှိတဲ့တစ်ခုခုရရှိသွားမယ်လို့ကျမမျှော်လင့်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမရဲ့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ပါမယ်နော်